လွယ်ကူဆုံးနဲ့ရိုးရှင်းဆုံးကမ္မထံမဲဆွာဘုရားကအနုတတိဌာနတုံးမှာဘယ်လိုဟောလဲဆိုတော့ညာဟန်တို့ရိယတပည့်သည်မဲဆွာဘုရားဤဂုံကိုအပမံအောင်မိသောအခါ၌ထိုရိယတပည့်ဟာရာဂထားကြတောင်းချမ်းသောစိတ်မဖြစ်ဒေါသထားကြတောင်းချမ်းသောစိတ်မဖြစ်မောဟထားကြတောင်းချမ်းသောစိတ်မဖြစ်ထိုအခါ၌ထိုပုဂ္ဂိုလ်ဤစိတ်သည်ကြောက်မက်စွာသာလင်ပြည့်ဆွေးညီရာဂေဒမထွမြောက်ဤကျွလို့ဤ ခမြောက်ဤယဟန်တို့ဤဂေရဟူသော အမည်သည်ကာမဂုဏ်၅ပါးတို့၏အမည်သည်ယဟန်တို့ဤဗုဒ္ဓနုဒ္ဓရီကမ္မထံကိုအကြောင်းပြု၍လဲဤတို့ဤလောက၌ချိုးသောတတဝါတို့သည်ကိလေသာမှစင်ကြယ်ကုန်၏တဲ့ဒီလိုမျိုးဘုရားရှင်ဟောတာပါတယ်ပြီးတော့ဧကတမပါဠိတော်မှာလဲယောဂီသည်မြတ်စွာဘုရား၏ဂုဏ်တော်ကိုပမ္ပန်အောင်မိခြင်းဗုဒ္ဓနုဒ္ဓရီကိုပွားများအပ်အဖန်ဖန်အလေးအလာပြုအပ်သည်ရှိသောစေစေအားဖြင့် ဝစင်းရဲ၌ညင်းဝေခြင်းကတမတ်မှုကင်းခြင်းကယာကစသည်တို့ချုပ်ခြင်းကကိလေသာတို့ငြိမ်းအေးခြင်းကအထူးတည်ခြင်းကသစ္စာလေးပါးကိုထိုးထွင်းရည်ခြင်းကနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကဖြစ်၏ဟုမိန့်တော်မူပါれ။ဒါကြောင့်ဆွေညီဟာဂေရမထွမြောက်တယ်ကျွလွတ်တယ်ထမြောက်တယ်လို့အတိအကျအသုံးထားသောကြောင့်ဘုရားနုဒရီသည်ဇန်နှင့်အနာဂမ်မိမဖို့ဆိုတာထင်ရှားပါれ။ပြီးတော့ဘုရားနုဒရီကို ပူရာယီတာတိမာနန္ဒံဖြင့်ဟောထားခြင်းအတွက်ကြောင့်လေဘုရားနုဒရီသည်ရူပရူပါတို့ကိုအကျွမ်းမဲ့ဖျက်ထောက်တတ်သောရက်ဒမတ်စိတ်ထိုရက်ဒမတ်သည်ဖြစ်စေအပ်သောရက်တဖူစိတ်ဒါရီအလုံးပါဝင်နေသည်မှာအလုံးမင်းထင်ရှားတယ်။ဒါကြောင့်ဂုံတော်သည်မတ်စိတ်ဖူစိတ်ဖြစ်တယ်။ဒါကြောင့်ယောဂီကမျက်စိကိုပယ်ဆွန်ပြီးဘုရားနုဒရီကိုပွားပါ။နားကိုပယ်ဆွန်ပြီးဘုရားနုဒရီကိုပွားပါ။နှာခေါင်းရှာကိုစိတ်ကိုပယ်ဆွန်ပြီး ဘုရားတော်တည်းကိုပွားပါအစင်းအတန်အနံ့ရတာအထီးတွေ့သဘောတရားတို့ကိုပယ်စွန်ပြီးဘုရားတော်တည်းကိုပွားပါအသက်ခန္ဓာကိုပယ်စွန်ပြီးဘုရားတော်တည်းကိုပွားပါကာမကိုပယ်စွန်ပြီးပွားနေခြင်းကနာဂာမိမဘူကိုပွားနေခြင်းဖြစ်ပါတယ်ထို့သို့အလိုရှိအပ်နှစ်သက်အနှလုံးကိုပွားစီစေတတ်ကာမဂုဏ်ဖြစ်လဲဆက်တဲ့တတ်ဆုံးပွဲရာလဲရှိသော မိမိအသက်ခန္ဓာနဲ့လောကအရေးအရာတွေကိုဗုဒ္ဓနာသတိမှတ်ဖြင့်ယောဂီကပယ်ဆွန်းပြီးသောအခါဝိဝေကတရားတွေမှာအလွန်ပြောင်းမွေလာသောအခါရူပအရူပတို့ကိုပယ်ဆွန်းဖို့ရာဘောဇဉ်တို့ကိုပွားရမယ်ထို့သောရူပအရူပတို့ကိုပယ်ဆွန်းသောချုပ်ရငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုသောဘောဇဉ်တို့ကို ပွားနေခြင်းကရတ္တမရတ္တဖူတို့ကို ပွားနေခြင်းဖြစ်တယ်ဒါကြောင့်ဂုံတော်ပွားပါအလိုရှိအပ်နှစ်သက်အပ်နှလုံးကိုပွားစည်းစေတတ် ကာမဂုဏ်ဖြင့်လဲဆက်တဲ့တဆုံးပေါ်ရလဲရှိသောမိမိအသက်ခန္ဓာနဲ့လောကအရေးရာတွေကိုပယ်ဆုံးပြီးပွားပါပယ်ဆုံးတဲ့ဂုဏ်တော်ကိုပွားပါဝိဝေကတရားတွေမှာအလုံးမွေလျော်အောင်လုပ်ပါကြောက်ပြားအနာဂရမုနီအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယ